ပစ္စည်းတွေရလို့တော့ချမ်းသာလာမှာမဟုတ်ဘူးအတွေ့အကြုံတွေရမှသာချမ်းသာလာမှာဒီတော့ဘဝမှာချမ်းသာခြင်းနဲ့ဆိုရင်အတွေ့အကြုံတွေရအောင်ကြိုးစားပါပြုမှုဆောင်ရွက်ခြင်းတွေကအတွေးတွေထက်ပိုပြီးတော့မှရှင်းလင်းခြင်းဆိုတာကိုမွေးဖွားပေးတယ်ဒီတော့တွေးပဲတွေးမနေပါနဲ့ပြုမှုဆောင်ရွက်မှုတွေလည်းလုပ်ပါဒါမှရှင်းလင်းလာမှာ ခုတွေ့ကြုံနေရတဲ့ဘဝဆိုတာကိုယ်စိတ်ခံယူချက်တွေရဲ့အယောင်ပြန်ပြီကိုယ့်ရဲ့စိတ်ခံယူချက်တွေကမကောင်းဘူးဆိုရင်ဘဝကကောင်းမှာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ခံယူချက်တွေကောင်းနေပြီဆိုရင်တော့ဘဝကကောင်းနေပြီပျော်ရွှင်မှုဆိုတာကလမ်းတစ်ခုပါဒါကိုသိထားဖို့လိုတယ်မဟုတ်ရင်ကိုယ်ကပျော်ရွှင်မှုဆိုတာနောက်ကိုလိုက်နေနေလိုက်နေရင် မပျော်ရွှင်မှုတွေပဲတွေ့နေရလိမ့်မယ်။ကိုယ့်ရဲ့ဘဝမှာရှိတာအားလုံးဆိုတာကနောင်ဆိုတဲ့အခုပြစ်ဆုံးပန်ဆိုတာပဲဘလို့အကောင်းဆုံးအတုံးချမလဲ။သိကိုအရေးကြီးတယ်။အကြံဉာဏ်တောင်းခံဖို့အတွက်လုံလောက်တဲ့အထိဉာဏ်ကောင်းပါဘသူစီက တောင်းခံရမလဲဆိုတာကိုသိတဲ့အထိဉာဏ်ပညာကြီးပါ။ဘာကြောင့်လဲဆိုတော့ ဘာမှမသိတဲ့သူစီကလည်းအကြံဉာဏ်တောင်းခံရင်ဘာကောင်းကျိုးမှရမှာမဟုတ်လို့ပဲကိုယ့်ရဲ့ဘဝထဲမှာအရာအလုံးကိုလွတ်ချနိုင်နေဆိုရင်အတ္တဆိုတာကိုလွတ်ချနိုင်စမ်းပါအဲ့ဒီအတ္တဆိုတဲ့အရာကကိုယ့်ရဲ့ဘဝကိုမပျော်ရွှင်အောင်လှုပ်ထားလို့ပဲဂျေဇုတင်တဲ့လေးလေးဘေးနန်းမှာရှိတဲ့အလှအပတရားတွေကိုခံစားနိုင်လေးလေးပဲရရောလေးလေး ဘဝမှာပျော်ရွှင်လေးလေးပဲဒီတော့ခုမှရှိတဲ့အရာတွေပေါ်မှာကျေးဇူးတင်ပါရေရောခြင်းဆိုတာကိုလေ့ကျင့်ပါတချို့အရာတွေကိုမေ့လို့ရမှာမဟုတ်ပေမဲ့သိပြီးတော့မှဂရုစိုက်နေပါနဲ့သိလေစိတ်ဖြစ်စည်းနေပါနဲ့မေ့လို့ရရင်မေ့လိုက်ပါအောင်မြင်မှုဆိုတာခုမှဘာတွေရှိကလေးဆိုတာနဲ့မဆိုင်ဘူးရှိရရင်လည်းဘလောက်ကောင်းအောင် လုပ်နိုင်မလဲဆိုတာနဲ့ပဲ ဆိုင်တယ်ဒီတော့ကိုယ့်ရဲ့ဘဝမှာရှိရရင်းနဲ့အကောင်းဆုံးဖြစ်အောင်စူးစမ်းလှုပ်ဆောင်ပါဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆုံးရှုံးရတာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဟာလည်းဒီတနေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်တဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တော့ကုညာလေးအောင်ပါ